ကျွန်တော်တို့ဒီအခြေခံဥပဒေရတော့ဒါခက်စနစ်နဲ့လျော်ညီအောင်လားဟောရင်ခက်တော့ရတယ်လက်ရှိခက်တယ်အခုခက်လက်ရှိခက်တယ်ဟောတော့ယနေ့ခက်စနစ်နဲ့လိုက်လျော်ညီတွင်မဲ့ဥစ္စာလေးတွေပြင်တင်ပြင်ဆင်လေးတွေဒါပြင်ရရမယ်လို့ကျွန်တော်တို့တော့ဒီလိုပဲမြင်ပါတယ်ကျွန်တော်တို့ ဒီမိုကရေစီကြောင်ဆိုတချို့အချက်လက်တွေပြင်ရမယ်တချို့အချက်လက်တွေမပြင်မထားလို့ရသေးတယ်ဒီမိုကရေစီပြေလွှမ်းခြင်းရင်လည်းပဲသူတွေကမကောက်သိမကောက်ဘူးเนาะမပြေလွှမ်းမပြေဘဲနဲ့နေပြန်ရင်လည်းပဲကျွန်တော်တို့ကနည်းနည်းတချို့အချက်လက်တွေကြတော့ပြင်ရမယ့်အချက်လက်တွေရှိတယ်အဲတချို့အစင်းအစင်းသွားမှပို့ကောင်းတယ်အဲဒီ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်လို့တော့အဲဒီအဓိကအခုဖြစ်နေတဲ့ဒီ59စပေါ့ဗျာအဲအဲ့ဒါနဲ့ပတ်သက်တဲ့ပြင်ဆင်ရေးကိုကျွန်တော်တို့ဒါကျွန်တော်ဆက်ကြည့်မကျွန်တော်တို့မပြင်ပါဘူးကျွန်တော်လည်းဆန္ဒလည်းမရှိဘူးပြည်စည်းနဲ့ပတ်သက်လို့တော့ကျွန်တော်တို့နိုင်ငံကနေ့အခြေအနေမှာအရေးကြီးဆုံးကတော့ဟိုတိုင်းဒေသဆီလုံးညီညွတ်ရေးပေါ့တိုင်းဒေသဆီလုံးညီညွတ်ရေးပြည်ရင်း ညဉ့်ညံ့ရဲ့ရရှိရေးပေါ့နော်အဲ့ဒါအဲ့အတွက်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကတိုင်းရင်းသားတွေကိုကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ကိုယ်ပိုင်ပြဌာန်းခွင့်နော်ကိုယ်ပိုင်ပြဌာန်းခွင့်အဲကိုကျွန်တော်တို့ကပြည်ပြည်ဝဝပေးတဲ့နေကျွန်တော်ပါတီရလည်းပဲဟိုတင်းပေါ့ကျွန်တော်တို့ပထမပိုင်းမှာဟိုပြီးခဲ့တဲ့လတော့ကကျွန်တော်တို့စီဝေးလောက်တာရှိပါတယ်စီဝေးလောက်တာပြင်ဖို့စင်ဖို့ကိစ္စလေးတွေရှိပါတယ် ရှိတဲ့အတွက်ကြောင့်လို့အဲ့မှာကျွန်တော်တို့နှစ်ပိုင်းပေါ့တစ်ပိုင်းကတော့လောလောဆယ်ပြင်ရမယ့်ကိစ္စတွေပေါ့နော်တစ်ပိုင်းကတော့အချိန်ဒီနဲ့အချိန်ခါကြည့်ပြီးတော့ဆိုင်းငံ့ထားလို့ဟုတ်ပါတော့နော်အဲ့လိုနှစ်ပိုင်းအဖြစ်ထက်ထားတာရှိပါတယ်အကျဉ်းနေပေါ့နော်ဟုတ်ကဲ့အဲ့လောက်လေးပဲကျွန်တော်ပြောအဓိကရည်ရတာကကျွန်တော်တို့ကတိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုရည်ရတယ်ဟုတ်လားကျွန်တော်တို့ငြိမ်းချမ်းရေးရမှာဒီတိုင်းပြည်ကဒီမိုကရေစီဆိုတာလည်းဖြစ်မှာ ငင်းချိုင်းရရမှာကျွန်တော်တို့ရဲ့ဖွံ့ဖြိုးတိုးတက်မှုဆိုတာလည်းဖြစ်မယ်။ဒါကြောင့်မလို့ကျွန်တော်တို့ကငင်းချိုင်းရကိုရှေ့ချတဲ့ရွေချက်လေးပါတယ်။အဲ့တော့ငင်းချိုင်းရကိုဘယ်လိုရှေ့ချလဲဆိုတော့ဟုတ်လားကျွန်တော်တို့ကငင်းချိုင်းရရဖို့ဆိုရင်ဒီနေ့ကအမ်တမလူတွေစိတ်ဝင်စားနေတဲ့အခြေခံဥပဒေကိုပြင်ဖို့လိုအပ်ပါတယ်2008ခုဒါမှကျွန်တော်တို့ကတိုင်းရင်းသားအခွင့်အရေးတွေလည်းရလာမယ်။ဟိုပုတ်စီတာတဲ့ကုမ္ပဏီကတော့ သူတို့အစီအစဉ်ထိုင်တော့လှုပ်ရှားနေတာတော့သိရပါတယ်။အကောင်းဆုံးဖြစ်လာမယ်လို့ညွှန်လင်းပါတယ်။ဟုတ်ကဲ့ပြီ။ဒါနဲ့အားလုံးရဲ့ကိုယ်စားပေါ့နော်။နည်းနည်းကပုစီပုစီကကိုလုံးရဲ့ကိုယ်စားတွေပေါ့နော်။အဲ့လိုလှူလာခြင်းနဲ့ဒီကပြည်စင်တဲ့ကိစ္စနဲ့တော့ဘုရုံးစင်ပြေလိမ့်မယ်လို့ညွှန်လင်းပါတယ်။